はい、皆さんこんばんは。ノエです。私は今日に and five kanji 30 days challenge day 22をの22ရက်မြောက်နေ့ကိုဆက်တော်မှာဖြစ်ပါတယ်။ဒီနေ့လဲဝတ္တရှိနဲ့အတူတူနောက်ထပ်ခန်းကြီး၅လုံးကိုဆက်ပြီးတော့လေ့လာသွားပါမယ်။ကြည့်တာဆိုရင်ဝတ္တရှိနဲ့အတူတူနောက်ထပ်ခန်းကြီး၅လုံးကိုဆက်လိုက်ကြမယ်နော်။ပထမဦးဆုံးခန်းကြီးလေးကတော့ဒီခန်းကြီးလေးပါ။ဒီခန်းကြီးလေးကို mono ဆိုတဲ့ခန်းကြီးလေးလို့ခေါ်ပါတယ်။ ပမာဝတရှိူတာပဲမွန်နိုနော်မီမွန်နိုခိုင်းမွန်နိုစသဖြင့်ပေါ့နော်ခေါ်ကြီးတွေမှာချက်ခဲ့ရတဲ့မွန်နိုဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်ရင်းနှီးကိုအရင်ပြောပါမယ်ဝတရှိတို့ဒါလေးကိုအရင်ဆွေးပါမယ်တစ်ချက်၂ချက်၃ချက်၄ချက်၅ချက်6ခုနှစ်ရှစ်ပြန်ဆွေးပြမယ်နော်2 3 4 5 6 7 8 9 10 နေ6နောက်တစ်ခေါက်ပြန်ဆက်ပြပါမယ်ဒီနေတော့လေးငါချောက်ခနေ6ဒါဒီမိုနိုဆိုတဲ့ခန်းကြီးလေးဖြစ်ပါတယ်မိုနိုဆိုတဲ့အရာဝတ္ထုပစ္စည်းပါဘူးဆိုလည်းသုံးပါတယ်မူဆိုလည်းသုံးပါတယ်ဘုဆိုပြီးသုံးပါတယ်ဒါရီနဲ့ပတ်သက်တဲ့ ူရဲ့အုံးနေနဲ့တွေ့တုံးတဲ့ဟာတွေဝေဒရှိရအောင်မှာရှင်းပြပါမယ်။ဒါဒီဝေဒရှိတို့ခိုင်မစဝေဒီရဲ့ခန်းကြီးပါခိုင်မိုနိုခိုင်ဆိုတဲ့ခွန်းရယ်ခွန်းခွန်ခြင်းပဲတွေ့ပါတယ်ခိုင်မိုနိုခိုင်မိုနိုဈေးဝယ်တရားဖြစ်စီပေါ့နော်နောက်တစ်ခုဒါပဲမိုနိုဒါပဲမိုနိုစားစရာဒိုဘူဆိုဘူဆိုတော့မှာမယ်ဒိုဘူဆိုအန်တရိစံယောဒိုဘူဆိုအန်တရိစံယော ဒါဆိုရင်အိုခိဂျီတော့ဒါတိစုခိဆိုတဲ့ကြိုက်တာဒါကမွန်နူအဲ့တော့အကြီးကြီးကြိုက်တာဆိုတော့အများကြီးကြိုက်တာပြောချင်တာတော့အကြီးကြီးကြိုက်တဲ့ပစ္စည်းဆိုတော့အရန်ကြိုက်တဲ့ပစ္စည်းပေါ့ဒိုင်ခိုဘူဆိုအရန်ကြိုက်တဲ့ပစ္စည်းအရန်ကြိုက်တဲ့အရာပေါ့နော်ဒိုင်ခိုဘူဆိုအရန်ကြိုက်တဲ့အရာနောက်တစ်ခုကတော့ဘုကဘုက ီနောက်ဆုံးဒီ book ဆိုတဲ့ဟာလေးနဲ့သုံးပါပါ book က book ကဆိုတာအကုန်စီနှုန်းမှာပြန်ပြောပါမယ် kai ma ဆိုတဲ့နည်းတွေ့လိုက်တဲ့အခါမှာ kai mono ဇီဝေဇရာပစ္စည်းဒါပဲ mono စားစရာ dobu so an duration ယုံအကြီးကြီးကြိုက်တဲ့အရာဆိုတော့ကိုအများကြီးကြိုက်တဲ့အရာအများကြီးကြိုက်တဲ့ပစ္စည်းကိုပြောတာဖြစ်ပါတယ် dai go buso oni 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 နဲ့ကြည့်ပဲတွေ့သွားပါတယ် book က book ကကုန်စည်နှုန်းမှာ ဒါပထမအဦးဆုံးခန်းကြီးဖြစ်ပါတယ်ဒုတိယခန်းကြီးကိုဆက်သွားပါမယ်နောက်တစ်ခုကဒီခန်းကြီးလေးပါယောမှုဆိုတဲ့ဖတ်တဲ့ခန်းကြီးပါဝတ္တရှိတို့ယောမှုမှာဒီရှိရခန်းကြီးလေးဒီအီးမားဆိုတဲ့ပြောတဲ့ခန်းကြီးဖြစ်ပါတယ်ဒါဒီပြောတဲ့ခန်းကြီးပါဒီနောက်ကဒါလေးဒီဝတ္တရှိတို့ရောင်းတဲ့ခန်းကြီးဖြစ်ပါတယ်ဥရီမတ်ရောင်းတာအဲ့တော့ရောင်းတာ ရောင်းတာကွာရောင်းတာရေပြောတာရေနှစ်ခုပေါင်းလိုက်တဲ့ခါမှာယုံမှုဖတ်သည်ဆိုတဲ့ခန်းကြီးဖြစ်လာပါတယ်အဲ့တော့ဝတိရှိကဘယ်လိုလေးမှတ်လိုက်မလဲဆိုလို့ရှိရင်ရောင်းဖို့အတွက် ပြောရမယ့်ဟာတွေကိုဖတ်တယ်ပေါ့ရောင်းဖို့အတွက်ပြောရမယ့်ဟာတွေကိုဖတ်တယ်ပြောတဲ့ခန်းကြီးရဲ့ ရောင်းတဲ့ခန်းကြီးရဲ့ပေါင်းလိုက်တဲ့အခါမှာဖတ်သည်ဆိုတဲ့ခန်းကြီးဖြစ်လာပါတယ်။ရောင်းဖို့အတွက်ပြောရမယ့်အရာတွေကိုပြောရမယ့်စကားတွေကိုဖတ်တယ်ပေါ့။ယောမှုဆိုတဲ့ဖတ်တဲ့ဒုက္ခဆိုပြီးတော့လည်းသုံးပါတယ်။ဒုက္ခဘယ်နေရာမှာသုံးလဲဆိုတာအောက်မှာပါပါမယ်။ဒါသည်ယောမှုဆိုတဲ့ဖတ်သည်ဒါကဖတ်တာဒါကရေးတာခါကီမားစရဲ့ရေးတာသူသည်အွန်းအွန်ချင်းပေါင်းမှာဒုက္ခ short အရေးနဲ့အဖတ်နဲ့အဖတ်ကိုရှေ့ရအရင်လာပါတယ်။နောက်မှရေးတာပါ။ဒုက္ခ short အရေးအဖတ် ဒုက္ခရှောအရေးအဖက်နောက်တစ်ခုကြတာဒီဝတ္တရှိတို့အတူဆိုတဲ့အတန်ဖြစ်ပါတယ် on ဒုက္ခ on ဒုက္ခအဲ့တော့ဖတ်တဲ့အတန်ဖတ်တဲ့အတန်ဆိုတော့ဝတ္တရှိတို့ဘာဖြစ်မလဲဥပမာဝတ္တရှိတို့စာဖတ်တဲ့အတန်တို့အဲ့လိုမျိုးတစ်ခုခုဟောပြောပွဲမှာစာရင်ဖတ်တဲ့အတန်တို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေသုံးလို့ရပါတယ် on ဒုက္ခဖတ်တဲ့အတန်ဖြစ်ပါတယ်ပြန်ပြောပါမယ်ယောမှုဖတ်တဲ့ဒုက္ခရှောအရေးအဖက် on ဒုက္ခဖတ်တဲ့အတန် ောက်ထပ်ခန်းကြီးတစ်လုံးကိုဆက်သွားပါမယ်။ဒါကဟာနာရှိမာဆိုတဲ့စကားပြောသည့်ခန်းကြီးဖြစ်ပါတယ်။ဒီရှိရပြောတယ်။ဒီနောက်ကလေဒါလေးတစ်ခုလုံးဆိုလို့ရှင်တော့ဝတ္တရှိကိုရှာခန်းကြီးပေါ့နော်။ဒါပေမဲ့ရှာခန်းကြီးလို့မမှတ်နိုင်ရင်ဝတ္တရှိကိုနောက်ခုမှတ်လို့ရပါသေးတယ်။ဒါဒီဝတ္တရှိတို့စမ်းဆိုတဲ့ထောင်ဟုတ်တယ်မလား။ဒါကဗဇက်ပေါ့။အဲ့တော့ဗဇက်ကနေထောင်ပေါင်းများစွာ ပြောရတယ်။ဘာပြောတာလဲဆိုရင် စကားပြောတာ။ ။ဗဇက်ကနေထောင်ပေါင်းအခုံးထောင်ပေါင်းများစွာပြောတယ်။ဘာပြောရလဲဆိုရင်စကားပြောတာပါ။ဟာနာရှိမတ်စကားပြောသည့်ခန်းကြီးဖြစ်ပါတယ်။ဟာနာစု စကားပြောသည့်ဟာနာရှိဆိုရင်တော့စကားဖြစ်ပါတယ်။ဟာနာစု စကားပြောသည့်ဟာနာရှိစကားဝအဲ့တော့စကားတွေဝအောင်ပြောမယ်ပေါ့။ဝကိုပဲမှတ်မိချင်းစကားတွေဝအောင်ပြောမယ်။စကားပြောမယ်ဘယ်လိုစကားပြောမှလဲဆိုရင်ဝအောင်ပြောမှာတဝါကြီးပြောကြမယ်ပေါ့။ဟာနာရှိစကားဟာနာစု စကားပြောသည့်ဒါဆိုရင်ဒန်းဟိုတနေ့ကတင်လိုက်တဲ့ဒန်းဆို ုတဲ့လျက်စိတ်ခန်းကြီးပါအဲ့တော့လျက်စိတ်နဲ့စကားပြောမယ်ဆိုရင်ဒန်ဝါဆိုတဲ့ဖုန်းပေါ့ဒန်ဝါဖုန်းဒန်ဝါဖုန်းခိုင်ဝါစကားပြောခိုင်ဝါစကားပြောဒီမှာဆိုရင်ရှေ့ဒီလက်ခန်းကြီးပါ နောက်ဒီစကားပြောတယ်လက်နဲ့စကားပြောတယ်ဆိုတော့လက်ဟန်ချီဟန်နဲ့စကားပြောတာကိုပြောတာဖြစ်ပါတယ်ရှူဝလက်ဟန်ချီဟန်နဲ့စကားပြောတာပြန်ပြောပါမယ်ရှူဝလက်ဟန်ချီဟန်နဲ့စကားပြောတာခိုင်ဝါစကားပြောဒန်ဝါဖုန်ဟာနာစုစကားပြောသည်ဟာနာရှိပြောစကား ဒါဆိုရင်ခန်းကြီး၃လုံးရှိသွားပါပြီနောက်ထပ်ခန်းကြီးတစ်လုံးဆက်သွားပါမယ်နောက်တစ်ခုကတော့ဒီခန်းကြီးလေးဖြစ်ပါတယ်တာဘဲမဆိုတဲ့စားတဲ့ခန်းကြီးပါဒါလေးကိုဝတ်တကြီးတို့အင်ခေါမိုးလေးလို့မှတ်ပါမယ်အင်ခေါမိုးလေးရဲ့အောက်မှာဒါလေးဒါလေးတစ်ခုလုံးကြီးတီအီအီဆိုတဲ့ကောင်းတဲ့ခန်းကြီးဖြစ်ပါတယ်။အဲ့တော့အမိုးအောက်မှာကောင်းတာတွေကိုစားမယ်ပေါ့။အမိုးအောက်မှာကောင်းတာတွေကိုစားမယ်။ပြင်ပြောပါမယ်။အမိုးအောက်မှာကောင်းတာတွေကိုစားမယ်။ဒါပဲမဆိုတဲ့စားတဲ့ခန်းကြီးဖြစ်ပါတယ်။ ရှက်ခုရှက်ခုလည်းတောင်းပါမယ်ဒါဘဲရုစားတဲ့ရှက်ခုအဲ့တော့ဒါဘဲရုစားတဲ့ခုနကတော့ငါဒါဘဲမတ်ဒါဘဲမတ်ရေမိုနိုရေဒါဘဲရေမိုနိုရေပေါင်းလိုက်တာခွန်ခွန်ချင်းပေါင်းမယ်ပေါ့နော်ဒါဘဲမိုနိုစားစရာဒါဘဲမိုနိုစားစရာရှက်ခုတူရှက်ခုတူစားတော့ဖို့ဒိုးရမယ့်နေရာဒီကန်တင်းနေစားတော့ဆိုင်နေဖြစ်ပါတယ်ရှက်ခုတူစားတော့ဆိုင်ကန်တင်းရှက်ခုကြည့် စာတောက်တာရှကုကြီးစာတောက်တာပြန်ပြောပါမယ်ရှကုတို့စာတောက်ဆိုင်ကန်တင်ဒါပဲမိုနိုစာစရာဒါပဲရုစာတိနောက်ဆုံးခန်းကြီးတစ်လုံးဆက်သွားပါမယ်နောက်ဆုံးခန်းကြီးလေးရောက်တာလေးဖြစ်ပါတယ်နော်မီမဆိုတဲ့တောက်တဲ့ခန်းကြီးပါသူဒီဒါပဲရုရဲ့ခန်းကြီးနဲ့ဒီရှိမှာနည်းနည်းလေးတော့ क्वे ပါတယ်ဒါပဲရုခန်းကြီးလိုမျိုးအစိပ်ပိုင်းလေးပါပါတယ်ဒါပေမဲ့ဒီအောက်ကဒီအောက်ဆုံးပိုင်းလေးမှာ क्वे ရေပေါ့နော်ဒါပဲရုမှာတော့ကဝါတရှိတို့တွေ ဒီလိုမျိုးလာပြီးတော့ဒီနောက်တစ်ခုနဲ့ဒီလိုလေးဖြတ်တာပါဒီ nominous မှာကြတော့အဲ့လိုမဟုတ်ဘဲနဲ့မတရှိတို့ဒီလိုမျိုးသွားပြီးတော့တစ်ဖြတ်သေးဖြတ်ကြတာပါဖြတ်ချလိုက်မယ်ပြီးရင်နောက်ကလူလေးနဲ့ဒါသည် nominous ခန်းကြီးဖြစ်ပါတယ်အဲ့တော့ nominous နဲ့နည်းနည်းတော့တူတယ်အာ nominous နဲ့နည်းနည်းတော့တူတယ်ဆိုတော့စာရင်းတောင်ရင်းနဲ့နောက်ထပ်လူတယောက်နဲ့လူတယောက်နဲ့အတူတူစာရင်းတောင်ရင်းတောက်ကြမယ်ပေါ့နော်အဲ့လိုမျိုးမှတ်ချင်လည်းရပါတယ်ဒါသည် nominous ဆိုတဲ့တောက်တဲ့ခန်းကြီးပါ nominous တောက်တာ in in တောက်မလားဆိုတော့ in ဆိုပြီးခေါင်းငင်းလိုက်တယ်ပေါ့ in နော်မှုတောက်တယ်တောက်မလားอืมခေါင်းငင်းနေပေါ့နော် in ဆိုတဲ့ခံ in လေးပါမှတ်မိတော့အောင်လို့ပါအဲ့တော့နော်မှုတောက်သည်နော်မီမိုနိုတောက်စရာဒါဆိုရင်ရှေ့ရသည်တောက်တဲ့ခန်းကြီး နောက်ကဒီစားတဲ့ခန်းကြီးအဲ့တော့ in shock ခုတန်စားတောက်ဆိုင်စားတော့ရောတောက်တော့ရောအကုန်လုံးလှုပ်လို့ရတဲ့နေရာ in shock ခုတန် စာတောက်ဆိုင်နော်မီမူနိုတောက်ဆရာနော်မူတောက်တီအဲ့တော့ဒီနေ့ရခန်းချီ၅လုံးကိုပြန်ပြီးတော့ချုပ်ပေးခြင်းပါတယ်ဒါတီဝတ်သရှိတို့မူနိုဆိုတဲ့ခန်းချီလေးဖြစ်ပါတယ်ခိုင်းမူနိုတာပဲမူနိုနော်မီမူနိုစသဖြင့်အဲ့လိုမျိုးတွေမှာတုံးလို့ရတယ်ဒူဆိုအန်ဆိုတဲ့တိလိဆန်ယုံမှာလည်းတုံးလို့ရတယ်လို့ဘုကဆိုတဲ့ကုံစီနှုံးတွေမှာလည်းတုံးလို့ရပါသေးတယ်နောက်တစ်ခုကစကားပြောတယ် ဘလို့ဖို့ပြောရတာလဲဆိုလို့ရှိရင်ဒါဒီရောင်းဖို့ရောင်းဖို့ပြောရမယ့်စာတွေကိုယုံမှုဖတ်တယ်ပေါ့ယုံမှုဖတ်တယ်ပေါ့နောက်တစ်ခုဆိုလို့ရှိရင်ဟိုတက်ရှိတို့ပြောတယ်ဘလို့ပြောရမှာလဲ ပါဇက်ကောက်နေ ထောင်ပေါင်းများစွာပြောရတာပါဇက်ကနေထောင်ပေါင်းများစွာပြောရမှာတော့ဟာနာရှိစကားပြောတယ်ပေါ့ဟာနာရှိမှစကားပြောတယ်ပေါ့ဟာနာရှိဆိုရင်တော့ပြောတဲ့စကားပြီးလို့ရှိရင်သူတီခိုင်ဝဝအောင်ပြောမယ်ဆိုတော့ဝလို့လည်းမှတ်လို့ရပါတယ်ခိုင်ဝစကားပြောလို့ပြီးလို့ရှိရင်ရှူဝဆိုလို့ရှိရင်တဲခန်းကြီးနဲ့တွဲတယ်ပေါ့နော်လက်ဟန်ကြီးရင်စကားပြောတာလို့နောက်ဆုံးခန်းကြီးနှလုံးကတာဘဲမတ်စ်နဲ့နော်မီမတ်စ်တာဘဲမတ်စ်စာတောက်တယ်သူနဲ့အတူတူတီ လူလေးပါပါတယ်လူတယောက်နဲ့အတူတူတောက်မယ်ဆိုတော့နော်မီမတောက်တာတောက်တာရောစားတာရောနှစ်ခုစလုံးပေါင်းလိုက်လို့ရှိရင် in in shoku dan စားတောက်ဆိုင်ဖြစ်ပါတယ် in shoku dan စားတောက်ဆိုင်အဲ့တော့ဒါပဲမှစားတယ်ဘယ်လိုစားမှလဲ shoku ရှော့ပြီးတော့အခုစားလိုက်ပါမယ်ရှော့ပြီးတော့အခုစားလိုက်ပါမယ်ရှော့ခုဆိုပြီးတော့လဲတုံးတယ်နော်မီမတ်တောက်တယ်အင်းဆိုပြီးခေါင်းငိမ့်ပြီးတော့တောက်လိုက်တယ်ပေါ့နော်တောက်မလားလို့မေးရောအင်းလို့ခေါင်းငိမ့်လိုက်တယ်ပေါ့အဲ့လိုမျိုးမှတ်ရင်အုံရောခုံရောမှတ်မိတော့မှဖြစ်ပါတယ်ဒါကတော့ဒီနေ့ရခန်းကြီး၅လုံးကိုဆက်ပြီးတော့ရှင်းလောက်သွားတာဖြစ်ပါတယ်နောက်ထပ်ဝတ္တရှိတို့ခန်းကြီး၁၀လုံးပဲကျန်မာတော့တယ်၂ရက်စာ day 20 40ပြီးသွားပြီဆိုရင်ဝတ္တရှိ level တကူလုံးစာတွေကိုနောက်ထပ်ကျန်တဲ့ရက်ဒီမှာဖြည်းဖြည်းချင်းဖြည့်အနှစ်ထုတ်ပေးပါမယ်ကဲဒါဆိုရင်တော့ဝတ္တရှိရဲ့ video ကိုဒီလောက်နဲ့ပဲရပ်ပါစေ じゃあまだね。バイバイ。おやすみ。